ားလုံးမင်္ဂလာပါအဝင်းချန်နယ်မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့အရေးကြီးလွန်းတဲ့ငွေကြေးစီမံခံကွဲမှုကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ငွေစုဆောင်တဲ့ပညာနဲ့ငွေကြေးစီမံခံကွဲမှုပညာကိုအကြောင်းကသင်မပေးလိုက်ကျောင်းစာကသာဖတ်နေရင်ဒါမှမဟုတ်ကြက်နေရင်အိမ်ကလည်းအိမ်လုပ်ငန်းတွေမှာမခိုင်းဘူးဒီတော့ကျွန်တော်တို့ဟာငွေကြေးနဲ့ပတ်သက်တဲ့ပညာကိုဘာမှမသိပဲဘွဲရရလာ ဘွေးရပြီဆိုတိုင်းနဲ့စီးပွားရေးလုပ်ငန်းတွေအလိုလိုခြေစုံပစ်ပြီးဝင်ခဲ့ရတယ်။ကံကောင်းတဲ့အတွက်ငွေတော်တော်ရတဲ့အလုပ်တွေလုပ်ခွင့်ရခဲ့။ငွေလည်းအများကြီးဝင်ခဲ့တယ်။ဒါပေမဲ့ငွေကြေးစီမံခံခွဲမှုပညာမတက်ခဲ့တော့ငွေတွေကဝင်ပြီးဘလို့ပြန်ထွက်သွားမှမသိလိုက်ဘူးဖြစ်နေ။ဒါနဲ့ပဲနှစ်ပေါင်းများစွာမှာငွေရှာရင်ငွေကုန်ရင်းနဲ့ဘာမှအဖတ်မတင်ပဲဖြစ်နေခဲ့။ငွေရှာတာတဲ့ရလာတဲ့ငွေကိုစနစ်တကျစီမံခံခွဲတက်ဖို့ကပိုခက်တယ်ဆိုတာကိုတဖြည်းဖြည်းသိလာတယ်။ ကျက်တကောင်ပဲရှိချိန်မှာကျက်သားစားကျင်သူဖြစ်နေတယ်စိတ်မထိန်နိုင်တော့တိုးပွားမလာတော့ဘူးဒီမတီးခင်မှာဘူးဒီဟင်းညိုတောက်ချင်တာနဲ့အညွန့်ကိုခူပြီးဟင်းညိုတောက်လိုက်မိတယ်ဒါနဲ့ပဲအချိန်တွေကုန်လာခဲ့တယ်ဘာမှမတိုးပွားလာဘူးအဲ့ဒီလူမဖြစ်အောင်လူငယ်တိုင်းအတွက်မိဘတိုင်းအတွက်သားသမီးတိုင်းအတွက်ငွေကြေးစီမံခံခွဲမှုအကြောင်းကိုပြောကြင်လာမိပါတယ်ငွေစုတယ်ဆိုတာဘာကိုဆိုလိုသလဲငွေစုတယ်ဆိုတာကိုယ်ဝင်ငွေအားလုံးကိုမတုံးပြစ်ပဲအနာဂတ်အတွက်ဖြစ်ဖြစ် တခြားရည်ရွယ်ချက်အတွက်ပဲဖြစ်ဖြစ်တက်တက်ဖယ်ထားတာကိုဆိုလိုပါတယ်ရိုးရှင်းတဲ့စကားလုံးနဲ့ပြောရရင်တခြားဘသူကိုမှ ပေးစရာမလိုခင်ကိုယ့်ကိုအရင်ပေးဆက်တာပဲလို့ပြောရမှာပဲငွေကိုဘာကြောင့်စုဆောင်ရတာလဲဆိုတော့အရေးပေါ်အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ဖို့ပစ္စည်းကြီးကြီးတွေဝယ်ယူဖို့ဥပမာကားအိမ်အပန်းပြေခရီးထွက်ဖို့အတွက်ပေါ့အငိမ့်စားယူတဲ့အခါတန်းတော်တက်တာနေနိုင်ဖို့အကျွေးနဲ့စိတ်ဖိစီးမှုတွေရှောင်ရှားနိုင်ဖို့အတွက်ငွေကိုစုဆောင်ဖို့လိုပါတယ် ငွေကြေးစီမံခံခွဲခြင်းဆိုတာဘာလဲငွေကြေးစီမံခံခွဲခြင်းဆိုတာကကိုယ်ဝင်ငွေကိုဘယ်လိုရှာတယ်လဲဘယ်လိုသုံးတယ်လဲဘယ်လိုစုတယ်လဲဘယ်လိုရင်းနှီးမြှုပ်နှံတယ်လဲဆိုတဲ့အပေါ်မှာစမတ်တကြထိန်းချုပ်နိုင်ခြင်းကိုဆိုလိုပါတယ်ဒါကကိုယ်ဝင်ငွေရဲ့တတိဖြစ်ခြင်းနဲ့တူပါတယ်ခိုင်မာတဲ့ငွေကြေးစီမံခံခွဲမှုအတွက်ကိုယ်ဝင်ငွေနဲ့ထွက်ငွေကိုတည်တည်ချာချာသိရပါတယ်ပတ်စံတွေကိုဘယ်လိုသုံးနေလဲဆိုတာကိုသိရပါတယ်ဘယ်လိုစုမလဲဘယ်လိုတိုးဝအောင် လုပ်မလဲဆိုတာကိုစနစ်တကျစီစဉ်ရပါတယ် ဒါမှငွေကြေးဖူလို့မီစိတ်ရဲလက်ရဲချမ်းချမ်းသာသာ နေနိုင်မှာပါဒါကြောင့်ဒီအကြောင်းကိုအဆင့်ဆင့်ခွဲပြီးရှင်းရှင်းလင်းလင်းနဲ့အသေးစိတ်ပြောပြပါမယ်နံပါတ်1ကိုယ်ဝင်ငွေကိုတိပါတလောက်အခွန်ဆောင်ပြီးဘလောက်ဝင်ငွေရှိတယ်လဲဒါကိုရှင်းရှင်းလင်းလင်းရေးမှတ်ထားပါဥပမာတင့်ဝင်ငွေတလောက်ကိုဒေါ်လာ3000ရတယ်ဆိုပါစို့ဒေါ်လာနဲ့ပြောရတာကလောလောဆယ်မှာအမေရိကန်မှာနေတော့တွက်ချက်ရလွယ်အောင်ပြောရတာပါ နမနဲ့ကို့တုံးဆွဲမှုကိုမှတ်တမ်းတင်ပါတလတာလုံးကိုငွေတုံးတဲ့အရာအားလုံးကိုရေးမှတ်ထားပါစာအုပ်ထဲမှာပဲဖြစ်ဖြစ်မင်းဒါမှမဟုတ်ရင်လဲစပန်ဒီလိုမျိုးပုံအပ်တွေတုံးပြီးဖြစ်ဖြစ်မှတ်လို့ရပါတယ်ဥပမာအိမ်ငါးကဒေါ်လာ1200အစားအသောက်ဒေါ်လာ400ဓာတ်ဆီဒေါ်လာ150လို့မျိုးပေါ့နံပါတ်3ဘတ်ဂျက်တစ်ခုဖန်တီးပါ ဘတ်ဂျက်ဆိုတာကကိုယ့်ရဲ့ပုံကိုယ်ရေးငွေကြေးစီမံကိန်းမှာပတ်စံတွေဘယ်ရောက်သွားလဲဆိုတာတွေးနေမယ်အစားပတ်စံတွေကိုဘယ်သွားရမယ်ဆိုတာပြောပြတာပါ50 30 20နီလန်းကိုလမ်းညွန်အဖြစ်သုံးနိုင်ပါတယ်50ရာခိုင်နှုန်းလိုအပ်ချက် need အတွက်သုံးမယ်အိမ်ငှားကဘီရီအစားတောက်30ရာခိုင်နှုန်းကလိုချင်တာ when အတွက်သုံးနိုင်ပျော်ပွဲစားဈေးဝယ်ခြင်းအပြင်မှာစားခြင်း20ရာခိုင်နှုန်းက စုဆောင်းငွေနဲ့အကျွေး saving နဲ့ debt စုဆောင်ခြင်းဂျင်းနီမြုံနှံခြင်းချေးငွေဆက်ခြင်းဒီအတွက်သုံးနိုင်တယ်ဥပမာဒေါ်လာ3000ဝင်ငွေမှလိုအပ်ချက်အတွက်ဒေါ်လာ1500လိုချင်တာအတွက်ဒေါ်လာ900စုဆောင်ငွေအကျွေးအတွက်ဒေါ်လာ600နံပါတ်4ကိုယ့်ကိုအရင်ပေးဆက်ပါမတုံးမီစုပါပြောစရာကောင်းတာတွေမတုံးဆွဲခင်ငွေစုဖို့အတွက်တတ်တတ်ဖယ်ထားပါအကြံပြုချက် ်တက်တက်စီငွေစုပန်စင်း saving account တစ်ခု ဖွင့်ထားပါဒါမှအဲ့ဒီငွေကိုထိမိမှာမဟုတ်ဘူးနံပါတ်5အရေးပေါ်ရာမုံငွေ emergency fund ထူထောင်ပါဒါကကိုယ့်ရဲ့ဖြစ်နိုင်ရင်အတွက်ငွေပါ ကားပြင်တာစေးပေတွေအလုပ်ပြုတ်တာတွေအတွက်ပါပန်းနိုင်ရ3လကနေ6လစာ3ဆွဲစရိတ်ကိုစုဆောင်ပါဥပမာတစ်လကိုရှင်သန်မှုဒေါ်လာ2000လိုအပ်တဲ့ဆိုရင် အရေးပေါ်ရံမုံငွေအတွက်ဒေါ်လာ6000ကိုပြင့်မှတ်ထားပါဒီရံမုံငွေက ကိုယ့်ကိုငွေကြေးအရာလုံခြုံမှုပေးပြီးစိတ်ဖြည့်ဆည်းမှုတွေညော်နေစေပါလိမ့်မယ်နံပါတ်6မလိုအပ်တဲ့အသုံးစရိတ်တွေကိုလျှော့ပါပတ်စံဒီဘယ်မှာအလဟတကုံနေလဲဆိုတာကိုကြည့်ပါအပြင်မှာအစားအသောက်တွေအလွန်ကျွန်းစားတာမတုံးတဲ့လက်စင်ကြီးပေးထားတာတွေလောလောဆယ်မလိုသေးပဲကြိုက်လို့လှလို့ချက်ချင်းဝယ်မိတာဖြည့်ရှင်းနည်း အိမ်မှာပိုချက်ပြုတ်စားပါမတုံးတဲ့ဝန်ဆောင်မှုတွေကိုဖြတ်သိမ်းပါအကြွေကတ်သုံးတာကိုတတိထားပါအကြွေကတ်တွေက လွယ်လွယ်သုံးလို့ရပါမယ်အတိုးများတာကြောင့်ငွေပိုကုန်စည်ပါတယ်ဖြစ်နိုင်သမျှအကြွေမတင်ပါသေးနဲ့နံပါတ်9မကောင်းတဲ့အကြွေးတွေကိုရှောင်ပါ credit card တွေနဲ့လုံးတွေကတေချာမစီစဉ်တတ်ရင်ဒုက္ခပေးနိုင်ပါတယ်ကြံပြုတ်ချက်များလစဉ်အကြွေးအပြည့်စပ်ပါအကြွေးရှိတယ်ဆိုရင် အတိုးများတဲ့အကျွေးတွေကိုဦးစားပေးဆက်ပါအကျွေးတွေများလေလေငွေကြေးလွတ်လပ်မှုနည်းလေလေပါပဲလစဉ်ကြိုးထုတ်ချင်းငွေပေးသေးလုံးတွေကိုရှောင်ပါတခြားသူတွေကိုအားကြောင် impress လုပ်ဖို့အတွက်ငွေမချေးပါနဲ့နံပါတ်၈ယင်းနည်းညှုံ့နှံခြင်းကိုစတင်ပါငွေစုတာဖြင့်ကိုယ်ငွေကိုတိုးပွားအောင်ယင်းနည်းညှုံ့နှံတာကလည်းအရေးကြီးပါတယ်နည်းနည်းစုမိပြီဆိုရင်ကိုယ်ငွေကိုယင်းနည်းညှုံ့နှံခြင်းဖြင့်တိုးပွားအောင်လုပ်ပါ အနေငယ်ချင်းစီစတင်ပါ account robin hood ဒါမှမဟုတ်ရင် fidelity လူမျိုး app တွေကိုသုံးနိုင်ပါတယ်အခြေခံတွေကိုတည်ယူပါ stock တွေ index fund တွေအင်ချမ်းမြေတွေစသဖြင့်ပေါ့မှတ်သားရန်ရင်းနှီးမြုပ်နှံခြင်းဆိုတာရေရှည်ပန်းနိုင်ရအတွက်ဖြစ်ပြီးချက်ချင်းငွေရဖို့မဟုတ်ဘူးဆိုတာကိုနားလည်ထားပါရင်းနှီးမြုပ်နှံမှုတိုင်းမှာအန္တရာယ်ရှိတယ်ဆိုတာကိုတော့သတိပြုရပါမယ်မလုတ်ခင်တည်တည်ချာချာလေ့လာပြီးမှလုပ်သင့်ပါတယ် နားလည်သူတွေကိုမြင်မြန်းသိမှာလေ။နံပါတ်9ငွေကြေးအကြောင်းဆက်လက်လေ့လာပါ။ငွေကြေးစီမံခံကွဲမှုပညာဟာဘဝအတွက်လိုအပ်တဲ့ပညာပါ။ငွေကြေးဆိုင်ရာပညာမှာကျွမ်းကျင်တာကလည်းဘဝအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုပါ။ငွေကြေးနဲ့ပတ်သက်နေသေးကာလပတ်လုံးပေါ့။ငွေကြေးစီမံခံကွဲမှုနဲ့ပတ်သက်တဲ့စာအုပ်တွေကိုဖတ်ပါ ဆောင်းပါးတွေကိုလေ့လာပါဗီဒီယိုခွေတွေကိုကြည့်ပါဒါမှမဟုတ်ရင်လည်းပုံကိုရေးဆိုင်ရာကျွမ်းကျင်သူတွေကိုလေ့လာပါ ကောင်းမွန်တဲ့စတင်ဖတ်ရှုနိုင်တဲ့စာအုပ်တွေကိုညွှန်ပေးလိုက်ပါတယ် The Total Money Makeover Dave Ramsey Rich Dad Poor Dad Robert Kiyosaki I Will Teach You to Be Rich Ramik Sethi ငွေကြေးအကြောင်း ပိုတိလီလီကို့အတွက်ပိုကောင်းလီလီပါပဲနံပါတ်30လဆင်ပြန်လဲသုံးသက်ပါ ိုလုတ်ထားတဲ့ budget ကတစ်ခါလုတ်ပြီးရင်ပြီးသွားတာမျိုးမဟုတ်ပါဘူး။တစ်လတစ်ခါလောက်ထိုင်ပြီးပြန်လဲသုံးတတ်ပါ။ဘလောက်ဝင်ငွေရှိခဲ့လဲ၊ဘလောက်သုံးဆွဲခဲ့လဲ၊ဘလောက်စုဆောင်းနိုင်ခဲ့လဲ၊ဒါမှမဟုတ်ရင်ယင်းနီးမြုပ်နှံနိုင်ခဲ့လဲ။နားချောင်းပေါ်မှာရှိနေဖို့လိုအပ်တယ်လို့ချိန်ပြီပါ။တစ်လတစ်ကြိမ်မလုံနိုင်ရင်လဲသုံးလတစ်ခါလောက်တော့ပြန်သုံးတတ်ပါ။ကို့ဝင်ငွေပြောင်းလဲသွားနိုင်တယ်လို့ပန်းနိုင်ငွေလဲပြောင်းလဲသွားနိုင်ပါလေ။ဒါကြောင့် လိုအပ်တယ်လို့ပြန်လည်ချိန်ညှိပြီးပုံမကောင်းမအောင်လှုပ်ဆောင်သွားပါညီကုန်းချုပ်အနေနဲ့ပြောရရင်ခမည်းကကို့ပစံကိုမစီမံရင်အဲ့ဒီပစံကခမည်းကိုစီမံသွားလိမ့်မယ်ကောင်းတဲ့နီးနဲ့တော့မဟုတ်ဘူးလွတ်လပ်မှုတွေဆုံးရှုံးသွားတာမျိုးအနာကပျောက်သွားတာမျိုးဖြစ်လာတဲ့နီးလန်းတွေနဲ့ပေါ့ငွေစုချင်းနဲ့ငွေကြေးစီမံခံွဲချင်းကဘဝမှာလွတ်လပ်မှုစိတ်အေးချမ်းမှုနဲ့နှစ်လူွယ်ကောင်းတဲ့ရွေးချယ်စရာတွေကိုပေးပါတယ်နည်းနည်းချင်းစီစတင်ပါ ခမည်းရဲ့အနာဂတ်ကလှလပပလေးရောက်လာပါလိမ့်မယ်လွတ်လပ်မှုများစွာနဲ့ပေါ့အစအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့တဲ့ strike ကိုတစ်ချိန်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day